အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့မြမယူရပပဲဝူတွေကထွက်ရှိတဲ့ကကြင်းနဲ့ဓာရီကိုအစမြင့်တင်ပြီးနိုင်ငံတကာအစ်စ်မြောင်ဂျိုပန်သွားမယ်လို့ဒေါက်တာချာလီတန်းကပြောကြားလိုက်တဲ့သတင်းမှာ မလ6ရက်နေ့ကစစ်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမမှာကျင်းပတဲ့ပြည်ရင်းတန်တဲ့ထုတ်ကုန်များထုတ်လုပ်ရေးမှာခိမိတန်တဲ့တန်ပုံသွင်းနည်းပညာတွေကိုအသုံးပြုပြီးအစစ်မြင့်ထောက်လုံနိုင်ရေးဈေးကွက်တိုးတက်ရရှိရေးအတွက်ညှိနှိုင်းတဲ့အစည်းအဝေးမှာဒေါက်တာချာလီတန်းကပြောကြားခဲ့တယ်လို့ဒီကနေ့ထုတ်သူတို့ရဲ့ဝါဒဖြန့်သတင်းစာတွေမှာဖော်ပြလာပါတယ်။ စစ်ကောင်စီကောင်းဆောင်မင်းအောင်လိုင်းမှာကြခဲ့တဲ့အတိုင်းမြမယူရဘဘဲဘူတွေကထွက်ရှိလာတဲ့ကကြင်းနဲ့ဓာရီကိုအစင်မြင့်တင်ပြီးနိုင်ငံတကာဈေးကွက်ရရှိအောင်ကြိုးပမ်းမယ်လို့စစ်ကောင်စီရဲ့စစ်မှုဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒေါက်တာချာလီတန်းကဆိုပါတယ် ဘဘဲလက်မှုပညာနဲ့အသက်မွေးဝမ်းကြောင်းပြုပြီးလုပ်ငန်းလုပ်ကင်နေသူတွေဟာပညာသင်ယူရတဲ့အချိန်ကြာမြင့်တော့မိအဖို့တန်ဖိုးတို့ကိုခန်းစားရတာနဲ့လိုရပုံရအောင်ထူရရတဲ့အတွက်ပင်ပန်းတာကြောင့်ဘဘဲပညာကိုလက်ဆင့်ကမ်းသင်ယူလိုသူတွေနှဲပါလာတယ်လို့ဒေါက်တာချာလီတန်းကပြောပါတယ် မြန်မာစားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်2025မှာစစ်ကောင်စီကောင်ဆောင်မင်းအောင်လှိုင်ကမကွေးတိုင်းဒေသကြီးကထွက်ရှိတဲ့တန်တဲ့ထောက်ကုန်ပစ္စည်းကကြေးဓာရီဟာအရေးသွေးကောင်းမွန်ပြီးထင်ရှားတဲ့အတွက်အဲ့ဒီတန်တဲ့ထောက်ကုန်ပစ္စည်းတွေဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးတောင်းအပေးဆောင်ရွက်သွားဖို့လမ်းညွှန်မှုပြုထားတာကြောင့်အခုလိုအစည်းအဝေးကျင်းပပြီးဆွေးနွေးတာဖြစ်တယ်လို့လဲထောက်သားချာလီတန်းကဆိုပါတယ်တန်တဲ့ထောက်ကုန်တွေကို ်အရေးသွေးမြင့်နိုင်ငံတကာအဆက်မီထောက်လုပ်နိုင်ဖို့ဈေးကွက်တိုးတက်ရရှိဖို့ကိုအစိုးရပုဂ္ဂလိကပူးပေါင်းစ조사မှုနဲ့ရလဒ်ကောင်းတွေရရှိအောင်조사ဆောင်ရွက်သွားမယ်လို့လည်းသူကဆိုပါတယ်ရှင်ကျမနွယ်ပါ